ဒီနေ့ကတော့ကျမကောင်လေးကကျမကိုဝတ်သားလေးစားကြင်လိုက်တာဆိုပြီးပြောရတဲ့ကြောင့်မို့လို့အိမ်မှာရှိနေတဲ့ဝတ်သားလေးကိုကြောပြီးတော့သူ့အတွက်ခြံစံလေးချက်ပြီးကျွေးဖြစ်ပါတယ်ရှင်။ဒါကတော့အသုံးပြုမဲ့ဝတ်သားလေးပဲဖြစ်ပါတယ်။အရင်ဆုံးဝတ်သားလေးတွေကိုပပလေးတွေလှိပါမယ်ရှင်။လှိပီပီဆိုတာနဲ့ပကံတခုတည်းကိုထည့်ပါမယ်။ကျော်မဖြစ်တဲ့အတွက်ကြောင့်မို့လို့အကျော်မုံလေးထည့်ပါတယ်။အရသာအတွက်ကစတမုံထည့်ပါတယ်၊စားထည့်ပါတယ်၊ငေကောင်းထည့်ပါတယ်ရှင်။ ။ပြီးရနဲ့ရေနှဲငယ်ထည့်ပြီးတော့အားလုံးကိုတမတော်အောင်မှုပြီးတော့ရေကြီးတက်တာရမှာခဏလောက်နှစ်ထားမှာပဲဖြစ်ပါတယ်။ဒါကတော့ချက်မဲ့ချိန်မှာအသုံးပြုမဲ့ပင်စိမ်၊ကျက်သွန်ပြူ၊ကျက်သွန်နီ၊ဂျင်း၊မြူသီးလိုပဲဖြစ်ပါတယ်ရှင်။အရင်ဆုံးကျက်သွန်နီလေးတွေကိုနှုံနှုံလေးတွေလီးပါမယ်။ပြီးရနဲ့ဂျင်းကျက်သွန်မြူလေးလေးကိုလည်းနှုံနှုံလေးတွေလီးပါမယ်ရှင်။ ကျွန်မတောင်းလေးကအဆက်ကြိုက်တဲ့သူဖြစ်ပြီးတော့ဆက်ဆက်လေးစားချင်တယ်ဆိုပြီးကျွန်မကိုပြောထားတဲ့အတွက်ကြောင့်မလို့ကျွန်မငွေဦးသီးစိမ်းဆယ်ရောင်းလောက်သုံးထားပါရယ်။ငွေဦးသီးလေးတွေကိုလည်းခုနှုတ်နှုတ်လေးရင်ထားမှာပဲဖြစ်ပါရယ်ရှင်။ကဲခုဆိုလို့ရှိရင်တော့ခုနောင်ကရေကတဲ့တိုင်းမှာထည့်ပြီးရောနှက်ထားတဲ့ဝက်သားလေးတွေကိုစားပြီးတော့ကြော်နေပဲဖြစ်ပါရယ်ရှင်။စီနေငယ်နဲ့ကြော်ရဖြစ်တော့ကြောင့်မလို့ကျမကဝက်သားကိုနှကခွဲပြီးတော့ကြော်ပါပါ ကဲခုဆိုလို့ရှိရင်တော့ဝက်သားလေးတွေကတစ်ဖက်ကဝါလာပြီးတော့ကြောင်မလို့နောက်ထပ်တစ်ဖက်ကိုကျွန်မလှန်တော့မှာပဲဖြစ်ပါတယ်ရှင်ခုဆိုလို့ရှိရင်ကြော်ထားတဲ့ဝက်သားလေးကရွှေဝါရောင်တန်းလာပဲဖြစ်ပါတယ်ဒီနေ့ထားမှာကျွန်မချပါပါရှင်နှစ်ခါခွဲပြီးကြော်ရဖြစ်တဲ့ကြောင့်မို့လို့ကြံနေတဲ့ဝက်သားလေးတွေကိုလည်းကျွန်မဆက်ပြီးတော့ကြော်ပါရရှင်ကဲခုဆိုလို့ရှိရင်ဝက်သားလေးအကုန်လုံးကြော်လို့ပြီးသွားပြီပဲဖြစ်ပါတယ်ဒီနေ့ထားလေးမှာပဲကျွန်မချပါမယ်ရှင်အရင်ကြီးကြွတာမကြိုက်လို့ပါကဲဒါကတော့ခုနကကျွန်မဝက်သားကြော်ထားတဲ့စီလီးတွေကိုကျွန်တော်နေလေးထည့်ပြီးတော့ဝက်ချင်စက်လေးချက်တော့မှာပဲဖြစ်ပါတယ်ရှင် ။ငယ်ချင်းဆုံးကျက်သွန်နီလေးတွေကိုထည့်ပြီးတော့ကြော်ပါရယ်။ကျက်သွန်နီလေးတွေနည်းနည်းလွှမ်းလာပြီဆိုတာနဲ့ကျမငြိုသီးလေးထည့်လိုက်ပါမယ်ရှင်။ဒီနေရာမှာကျမကျက်သွန် view ထည့်ပြီးတော့ချင်းကျက်သွန်နီထည့်အချိန်လေးကိုကျမတို့ကမလုပ်နိုင်မိနေပါဘူး။ဒီအခုဆိုရင်တော့အရသာအတွက်ကကျသားမုံစာပြီးတော့တကြားလေးနဲ့ငယ်ထည့်ပြီးတော့ကျမမွေပါပဲဖြစ်ပါတယ်ရှင်။အရသာလေးတွေအကုန်လုံးထည့်ပြီးတော့အကုန်လုံးတကြားလေးလည်းခြေသွားပြီဆိုတာနဲ့ခုနကငါကျမကြော်ထားတဲ့ဝတ်သားလေးတွေကိုထည့်ပါရယ်။ချက်ဆက်လေးချက်တာဖြစ်တဲ့ပြကြောင့်မို့လို့ကျမမကြည့်သေးမဲ့လို့ရှင်။ တဲ့အရေးလေးတွေကိုလည်းအနေနဲ့ထည့်ပါရရှင်။ကဲခုဆိုလို့ရှိရင်တော့ဝက်ချင်တဲ့လေးချက်တာအကုန်လုံးပြီးစီးသွားပြီဖြစ်ပါတယ်။ခြောက်ခဏီဖြစ်တဲ့ကြောင့်မို့လို့နောက်ဆုံးမှပင်စင်းလေးတွေအနေနဲ့ထည့်ပြီးတော့အိုလိုက်ပါမယ်ရှင်။ကဲဒါကတော့ကျမချက်ထားတဲ့အနံ့ရတာနဲ့ပြည်စုံတဲ့ဝတ်သားခြင်ဆက်ချက်လေးပဲဖြစ်ပါတယ်။ကဲခုဆိုလို့ရှိရင်တော့ကျမကောင်းလေးကြိုက်ဝတ်သားခြင်ဆက်ကြော်လေးချက်ပြီးဖြစ်ရကြမို့လို့ထမင်းပြူလေးပေါ်မှာတင်ပြီးတော့သူ့ကိုသွားပြီးတော့ကြေရောမှာပဲဖြစ်ပါတယ်ရှင်။ ဆရာကြီးကတော့သူကြိုက်တဲ့ဟင်ဖြစ်တဲ့ကြောင့်မို့လို့ဘာသာကမှမပြောဘဲနဲ့အာတခါလေးပဲတန်းပြီးတော့ဆွဲနေပြီးပဲဖြစ်ပါတယ်ရှင်